ကျွန်တော်ဒီတစ်ခါပြဟိုပါဘောဒီတစ်ခါရိုက်ပေးတယ်ပြသပြီးမယ်ဘလော့လေးကတော့ရှေးခေတ်တော့ဗုဒ္ဓထေရဝါဒဘာသာသာသနာမထုံးကားခင်ကအရေးကြီးတဲ့အုပ်စိုးစင်ရပါတော့အဲ့တော့အရေးကြီးတဲ့အုပ်စိုးခဲ့တယ်ဒါအရေးကြီးကုန်းလို့ခေါ်ပါတယ်အရေးကြီးကုန်းဆိုတော့ဟိုပါဘောမင်းဘကန်ခေတ်ကအိမ်အောင်ပြုတော့မယ်ဆိုလို့ရှိရင်သတို့သမီးပေါ့နော်အဲ့တော့သတို့သမီးဘကန်သူလေးတွေကိုဒီမှာအရင်ကလာပြီးတော့ဆက်သားရတယ်အရေးကြီးတွေကိုပူဇော်ရတယ်ပေါ့တကယ်တမ်းကျတော့သူတို့ကပန်းဦးလွတ်တာပေါ့နော်ပန်းဦးလွတ်ပွဲကို ဟိုဆင်နွဲခဲ့တဲ့ဒါအရေးကြီးကုန်းကိုကျွန်တော်လိုက်ပြပါမယ်ကျွန်တော်လည်းတစ်ချက်လောက်အတူလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ဒါကတော့အရေးကြီးကုန်းရဲ့ဝင်ပေါက်ပေါ့နော်ဘယင်တော့ကတော့အစာအုပ်ရတော်တော်တော့ကျဲတယ်အထဲထဲမှာလည်းကြတော့အထဲထဲမှာကြတော့ကျတော့သူကဟောကဲအကျဲကြီးပေါ့နော်ဟောကဲအကျဲယူမှာဘေးပတ်ပတ်လေးမှာအခန်းငယ်လေးခန်းငယ်လေးတွေအများကြီးရှိတယ်အခန်းငယ်လေးတွေဆက်လိုက်ကြည့်မယ် ဒါဆိုအခန်းငယ်လေးပေါ့နော်ဒီရှိမှသူတို့အဲ့တော့လိုက်ကာတွေကာမယ်ပေါ့နော်မီးတိုင်ကြီးထောင်းမယ်ဒီမှာတခန်းတခန်းဒီလိုအခန်းလေးတွေကတော့ဆယ်လူခန်းလေးတွေအများကြီးရှိတယ်လို့ဆင်းလူကန်လေးတွေအများကြီးရှိတယ်။ဘူးလို့ပွဲကျင်းပါတယ်။ရေကြီးတွေကိုပူတော်ရတယ်ပေါ့နော်။ရေကြီးကဒါကဒီဘဝပြန်ပြီးတော့ဝင်စားတဲ့ပြန်လူလေးစီရောက်တယ်။သူ့အတွေ့အကြုံကမေးပြီးမှာပေါ့နော်။အဲညီမအရင်ဘဝတော့ကအယိုးအရင်ဘဝတော့ ညီမရဲ့အိမ်တော်ဦးမယ်လို့တော့ဒီမှာပဲညီမဒီနေရာရောက်တော့ဘယ်လိုခံစားရလဲဒီနေရာတော့အရင်ဘောအဲ့ဒီဘောကတော့အကြီးကြီးဆရာကိုပြန်ပြီးတတိယတော့ကြီးကြီးဆရာကိုပြန်ပြီးတတိယတော့ညီမဘယ်နေရာလေးလဲဆိုတာလေးဒီပါလေးတတိပြန်မြင်အောင်မိလားအဲ့ရောကတော့ကျတော့ညီမဒီတောက်ခန့်နေဝင်ရတာရှင်ညီမကဝင်ပြီးတော့ညီမဒီမှာသူကအဲ့လိုမီးဝိုင်းတွေနဲ့ဟူးဝါဟူးဝါတွေအော်ထားပြီးတော့သူကညီမကိုဒီထန်းစီနဲ့ဒီထုပ်ကိုခေါ်တော့ဒီပေါ်ပိုင်းပြစီသွားတယ်ဆိုတာလေညီမနဲ့ကြီးကြီးဆယ်ပါးကြောင့်လို့အဲ့တော့က အဆောက်အဦရဲ့တအားလာတယ်။ကျမနဲ့ရီးရီးဆယ်ပါနဲ့တောင်းရင်လိုက်ပြီးအဆောက်အဦရဲ့အဲ့လိုပြုတ်သွား။ရီးကြီးတယ်လို့လေတခန်းတစ်ဆောင်တခန်းတစ်ဆောင်ညီမခန်းစီဝင်ရမလို့။မှားဘူးမှားဘူး။ကျမကကျတော့အဲ့လောက်ကြီးကြီးအချိန်မပေးနိုင်ဘူး။ကျမတခန်းထဲကိုပဲဆက်အောင်နှောင်းခေါ်ပလိုက်။တခန်းထဲကိုပဲဆက်အောင်နှောင်းခေါ်ပလိုက်။ဒါကတိတ်ဘဝပကံသူလေးလူပြန်ဝင်စားတဲ့ပကံသူလေးရဲ့ရည်ရှင်းချက်ပေါ့နော်။တန်ဦးလွတ်ပွဲပေါ့နော်။သူတို့ကအရင်ဦးတော့အရေးကြီးတွေကိုဆက်တာတဲ့ရေအရေးကြီးတွေကသူတို့ကိုခြေတော်တင်တင်တာပေါ့။ဒီစကားလို့ပြောမယ်ဆိုရင်စားတာပေါ့။ ဟုတ်ကဲ့ဒီကလေးပတ်ပြီးပဝင်းကြီးလေးလိုက်ကြည့်လိုက်ပါနော်ဒါအတိတ်ဘဝအရေးကြီးဝင်လာတာလေဒါအတိတ်ဘဝပကံ